မင်္ဂလာပါရှင်။ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့2021ခုနှစ် ဖေဖော်ဝါရီလမှယခုနှစ်အောက်တိုဘာ25ရက်အထိ PDF များရဲ့ဖမ်းဆီးတပ်ဖြတ်ခံရတဲ့တန်ခါတိလရှင်နိုင်ငံဝင်နေများအပါအဝင်ပြည်သူ1149ရှိလာတဲ့သတင်း။ အာဆီယံဘုံသဘောတူညီချက်၅ရဲ့ကိုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနှင့်အချုပ်ချာအာဏာကိုမထိခိုက်စေဘဲစူးစမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောကြားပါရယ်။အာဆီယံဘုံသဘောတူညီချက်၅ရဲ့နှင့်ပတ်သက်၍ပြောကြားရာတွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခြင်းဖြစ်ပါရယ်။အာဆီယံဘုံသဘောတူညီချက်၅ရဲ့တည်2020ခုနှစ်ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးတွင်အတည်ပြုထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲအစည်းအဝေးပြီးတွင်ထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်းမိမိတို့အနေဖြင့်မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနှင့်အထောက်အကူအာဏာကိုမတိခိုက်စေဘဲကြိုးစားပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဗိုလ်ချုပ်ဆော်မင်ထွန်းကပြောပါရယ်ဒီပုံသဘောတူညီချက်တွေနဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအမြန်ဆုံးရပ်တန့်မှုဒါနဲ့ပတ်သက်ပြီးလေမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF အမိခံအကြံဖတ်တောင်းချမ်းသူတွေရဲ့အကြံဖတ်လို့ရတွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်။2021ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့ကနေယခုနှစ်အောက်တိုဘာ25ရက်နေ့အတွင်းမှာရဟန်းတန်ခါတီလာရှင်နိုင်ငံဝင်နှင်းများအပါအဝင်အပြစ်မဲ့ပြည်သူ1149ကိုမထရားဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင် မိုင်းခွဲတိုက်ခတ်မှုအကျဉ်းတပေါင်းကျော်လောက်မိရှုဖြစ်စီခြင်း1300ကျော်လောက်လုခဲ့တာကိုတွေ့ရပါတယ်လို့ဗိုလ်ချုပ်စောဝင်ထွန်းကပြောပါတယ်။အဆိုပါအကြမ်းဖက်လုပ်ရများနဲ့ပတ်သက်ပြီးတမ်ဘရိုအနေနဲ့နိုင်ငံတော်လုံခြုံရေးတာဝန်ကိုပူတဲ့တာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့အကောင်းဆုံးကြိုးစားကာကွယ်ပေးလျက်ရှိကြောင်းဖြင့်ဗိုလ်ချုပ်စောဝင်ထွန်းကပြောပါတယ်။ ပုဂျွန်းဆောင်မင်းထွန်းကဒုတိယအချက်ငြိမ်းချမ်းစွာအဖြေရှာမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့2022ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့တာရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုစုပေါင်းတိုင်းဒေသလက်နက်ကင်အဖွဲ့10ဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ဒါ့အပြင် အခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်နိုင်ရေးအတွက်အချက်43ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်။မကြသေးမီချိန်ကပဲ MCA နှစ်ပတ်လည်နေ့ကိုဆောင်ရွက်ခဲ့ပြီးဆက်လက်ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်းပြောလိုပါတယ်လို့ပြောကြားလာပါတယ်။ပုံသဘောတူညီချက်တတိယချက်ဖြစ်တဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကဆက်ဆက်ဆွေးနွေးရမှာပတ်မူးကူညီရန်ကိစ္စတွင်လည်းအာဆီယံကခံလိုက်တဲ့အထူးကိုယ်စားလှယ်သည်2021ခုနှစ်မှလက်ရှိအထိ9ဦးရှိပြီဖြစ်ကြောင်း ၎င်းတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခရီးစဉ်များကိုမိမိတို့အနေနဲ့ပူးပေါင်းဆောင်ရွက်ပြီးလည်းရှိကြောင်းအာဆီယံဥက္ကဋ္ဌရဲ့အထူးကူစလဲများကိုနိုင်ငံရေးပါတီများအစိုးရအဖွဲ့ဝင်များနဲ့တွေ့ဆုံနိုင်ရန်ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်းဒါ့အပြင်စတုဒ္ဒချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် HA Center မှပေးရတဲ့ကိစ္စများတွင်လည်းအပြည့်အဝပူးပေါင်းဆောင်ရွက်ပြီးလည်းရှိကြောင်းပူကျိုးဆောင်မင်းတို့ကပြောကြားလာပါတယ်နောက်ဆုံးအချက်အလက်အနေနဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကွန်ဆယ်အဖွဲ့နဲ့မြန်မာနိုင်ငံကသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စပဲဖြစ်ပါတယ် အာဆီယံဥက္ကဋ္ဌရဲ့အထူးကုသလေလာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လက်ရောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ချတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံဝင်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ်။ပင်နိုင်ငံမှာရောတွေ့ဆုံဝင်ပေးခဲ့တယ်လို့ပဲမိကုံးထုတ်ချက်မှာလို့ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒန်းတူရည်တူရှိမှု နေမည်တည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များ၏ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမှုများကိုအမြဲတည်ပြုနိုင်မှုလိုမှဖြစ်ကြောင်းအာဆီယံဖွဲ့စည်းစတင်ဖွဲ့စည်းကြတဲ့ကအဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချက်တာအာဆီယံဝေးအာဆီယံစပီရီများအပေါ်တွင်အခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်မိမိတို့အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်ပုံမှုစည်းလုံးအကျိုးဖြစ်တုံစီမှာဖြစ်ကြောင်းဖြင့်ဗိုလ်ချုပ်ဆွန်မင်းတို့ကပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။